လိုအလုံးမင်းမင်္ဂလာပါဒီနေ့မှာတော့ဟိမောက်ကိုအုံနှောက်ခောက်ဆွဲချန်နီလေးမိတော့လို့အုံနှောက်ခောက်ဆွဲလေးချက်ပြမှာပဲဖြစ်ပါရဲ့ရှင်ပထမအဆုံးအနေနဲ့ဟိမောက်တို့ဒီကြက်တုံဖြူကြက်တုံနီချင်းရောကြိတ်ထားတာလေးကိုအရင်ဆုံးစီတက်ပေးရပါမယ်စီတက်တဲ့ကိုတော့ဒီအယောင်တင်မုံလေးနှဆုံသုံးဆုံးထည့်ပေးရပါမယ်ရှင်စီတက်ထားလေးကြက်ခံနေပြီဆိုရင်တော့ဟိမောက်တို့ဒီစားစနစ်အရသာမုံနေထားတဲ့ကြက်သားလေးထည့်ပြီးတော့မှစီတက်ပေးရပါမယ်ရှင် ခြေသားလေးနှူးစေဖို့အတွက်ကိုဟေမာတို့ရေလေးနဲ့နဲ့ချက်ပြီးတော့မှအဖုံးလေးအုပ်ပြီးခဏလောက်တည်ပေးလိုက်ပါမယ်။ဒီနေရာမှာခြေသားကိုအသားကြီးပဲသုံးလဲရပါတယ်ရှင်။ခြေသားနှူးတလောက်ဖြစ်သွားပြီဆိုရင်တော့ဟေမာတို့ပဲစိမ့်မုံလေးထည့်ပြီးတော့ပဲစိမ့်မုံအနှမ်းပြောက်တီထီကိုမှုပေးရပါမယ်ရှင်။ပေးစိမ့်နဲ့လေးပျောက်သွားပြီဆိုရင်တော့ဟေမာတို့အုံနို့ထည့်ပါမယ်။အုံနို့တော့ဟေမာဒီဘူးရဲ့တဝက်ပဲတုံထားပါတယ်ရှင်။အုံနို့ထည့်ပြီးသွားပြီဆိုရင်ဟေမာတို့နှံ့သွားအောင်ခဏလောက်မှုပြီးတော့အရသာမုံအနေနဲ့ကြက်သားမုံလေးနဲ့ဆွန်လောက်ထည့်ထည့်ပါတယ်ရှင်။ ။ဘုရားတော်မုံလေးနေနှံ့သွားအောင်မှုေပြီးပြီဆိုရင်တော့ဟေမာဘဲသွေးလေးထည့်ပါရယ်ဒီနေရာမှာဘဲသွေးမထည့်ဘူးဆိုရင်တော့မထည့်လေးရပါတယ်ရှင်။ပြီးရင်တော့ဟေမာတို့ဒီရေကိုလိုတလောက်လေးထည့်ပါမယ်။ဟေမာတော့ဒီနေရာမှာအိုးအိုးပြေးထည့်ထားပါတယ်ရှင်။အဲပြီးရင်တော့ဟေမာတို့ပွက်သားတီထီကိုခဏလောက်တည်ပြထားလိုက်ပါမယ်ရှင်။ဟင်းရည်လေးတွေပွက်ပွက်ဆူလာပြီဆိုရင်တော့ဟေမာကျက်တုံဦးလေးတွေထည့်ပြီးတော့ခဏလောက်ထားပြလိုက်ပါရယ်။ကဲနောက်ဆုံးမှာတော့အုံလုံးနဲ့မှုံမွေလေးနဲ့အဲကျသားနိုင်ငင်းလေးနဲ့ချက်ထားတဲ့အုံလုံးခောက်ဆဲဟင်းရည်လေးရပြီးပဲဖြစ်ပါတယ်ရှင်။ ဒီအုံနှုတ်ခေါက်ဆဲချန်နီလေးအားဆိုရင်ဟေမာအမြဲတမ်းလှုပ်ရှားဖြစ်တဲ့နီလေးလေးဖြစ်တယ်။အရင်လဲလွယ်ကူတယ်ပြီးတော့ဟေမာဒီမှာတုံးထားတဲ့ပစ္စည်းလေးတွေအားဆိုရင်လည်းဂျပန်စူပါတိုင်းမှာအလွယ်တကူဝယ်လို့ရတဲ့ပစ္စည်းလေးတွေကိုပဲတုံးထားတာဖြစ်လို့လိုက်ပြီးတော့အားလုံးပဲလှုပ်ရှားကြကြပါရှင့်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်။